ကညွတ်ရဲ့အကျိုးကျေးဇူးများတတိုးဆန့်ကျင်ပစ္စည်းများကြွယ်ဝခြင်းကညွတ်မှာဂလူတာတိုင်အောင်ဗီတာမင်စီဗီတာမင်အီဖလေဗနိုက်နဲ့ပိုလီဖီနောစတဲ့တတိုးဆန့်ကျင်ပစ္စည်းတွေအများကြီးပါဝင်ပါတယ်။ဒါတွေကဆဲတွေပျက်စီးတာကို ကာကွယ်ပေးပြီးခန္ဓာကိုယ်ယိုယွင်းမှုကို နှေးကွေးစေကာကင်ဆာရောဂါတချို့ကို ကာကွယ်ရမှာလဲအထောက်အကူပြုနိုင်ပါတယ်။အစာခြေစနစ်နဲ့ဥလန်းချောင်းကျန်းမာရေးကိုအားပေးခြင်း ညွတ်မှာအင်နူလင်လို့ခေါ်တဲ့ရှုပ်ထွေးတဲ့ကာဘိုဟိုက်ဒရိတ်တစ်မျိုးပါဝင်ပြီးဒါကဥလန်းချောင်းထဲကအကျိုးပြုဘက်တီးရီးယားတွေအတွက်အစာဖရီဘီယာအဖြစ်လှုပ်ဆောင်ပေးပါတယ်။ဒါကြောင့်ဝမ်းမှန်စေပြီးအစာခြေစနစ်ကိုကောင်းမွန်စေပါတယ်။သွေးပောင်ချိန်ကိုထိန်းညှိပေးနိုင်ခြင်း၊ကညွတ်မှာပိုတက်ဆီယမ်ဓာတ်ပါဝင်တာကြောင့်သွေးကြောတွေကိုကျယ်စေပြီးသွေးလေပတ်မှုကိုကောင်းမွန်စေပါတယ်။ဒါကြောင့်သွေးပောင်ချိန်ကိုလျှော့ချပေးနိုင်ပါတယ်။ဟောလိတ်တဲ့မြန်မာချင်း ဟောလိုက်တဲ့ဟာအုံနောက်နဲ့အာယုံကြောစနစ်လှုပ်ဆောင်မှုအတွက်အရေးကြီးပါတယ်စိတ်ခံစားမှုကိုညီမြအောင်ကူညီနိုင်ပြီးကိုဝင်ဆောင်မျိုးသမီးတွေအတွက်အထူးလိုအပ်ပါတယ်ကိုဝင်ဆောင်တွေစားသုံးဖို့တခြားသတိပြုစရာတွေရှိပေမဲ့ပေါ့ကယ်လိုရီနည်းပြီးအမြင်တက်များခြင်းကိုယ်လေးချိန်ထင်းကျင်သူတွေအတွက်တင့်တော်ပါတယ်ဘာလို့လဲဆိုတော့ကယ်လိုရီနည်းပြီးအမြင်တက်များလို့ဗိုက်ပြင်းတင့်မှုကိုကြာရှည်စေပါတယ် ဗီတာမင် K ပါဝင်ခြင်းဗီတာမင် K ဟာသွေးကဲမှုဖြစ်စဉ်အတွက်အရေးကြီးပြီးအရိုးကျန်းမာရေးကိုလည်းအားပေးပါတယ်။စီးရွှင်စေနိုင်ခြင်းကညွတ်မှာသဘာဝအတိုင်းစီးရွှင်စေတဲ့ဂုဏ်သတ္တိရှိပြီးခန္ဓာကိုယ်ရဲကပိုရှင်နေတဲ့အရည်နဲ့စားဓာတ်တွေကိုစွန့်ထုတ်ပေးပါတယ်။ကညွတ်စားသုံးခြင်းရဲ့စိုးကျိုးနဲ့တတိပြုရန်အချက်များ ်လေပွားစေနိုင်ခြင်းလူတချို့အတွက်ခြေဖြည့်ရခတ်တဲ့ကာဘိုဟိုက်ဒရိတ်တချို့ပါဝင်တာကြောင့်လေပွားတာလေထိုးတာတွေဖြစ်စေနိုင်ပါတယ်။စီးနှံ့ပြောင်းလဲခြင်းကညှစ်စားပြီးတဲ့အခါတချို့လူတွေကစီးနှံ့ပြင်းလာတာကိုသတိထားမိနိုင်ပါတယ်။ဒါကကညွတ်သေးကကန့်တက်ပါတဲ့ချက်ပေါင်းတွေခနာကိုယ်ထဲမှာခြေဖြက်ခံရလို့ဖြစ်တာပါဒါကပုံမှန်ဖြစ်ပြီးအန္တရာယ်မရှိပါဘူးကြောက်ကဲ့ယောဂါရှိသူအချို့ ကြောက်ကဲ့ယောဂါတချို့ခံစားနေရသူတွေဒါမှမဟုတ်လက်တီယန်ဆေးတောက်တုံးနေရသူတွေကကညုတ်ကိုမြဲမြဲမစားခင်ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်စီးရွှင်စေတဲ့ဂုံတတိကြောင့်ခန္ဓာကိုယ်ရဲကအရေနဲ့တစားပမာဏဒါမှမဟုတ်လက်တီယန်ဆေးဆွတ်ထုတ်မှုကိုတည်ရောက်မှုရှိနိုင်လို့ပါ Asparagin Asparagin ဓာတ်ကညုတ်နဲ့တခြားအစားအစာတွေမှာတွေ့ရတဲ့ အက်စပါရာဂျင်တက်ဟာရင်သားကင်ဆာဆဲတချို့ပြန့်နှံ့မှုနဲ့ဆက်ဆက်နိုင်ကြောင်းဓာတ်ခွဲကန်းနဲ့တရိတ်ဆန်တွေမှာလေ့လာတွေ့ရှိထားတဲ့သူတေသနတချို့ရှိပါတယ်။ဒါပေမဲ့လူသားတွေမှာထပ်မံလေ့လာဖို့လိုအပ်ပါသေးတယ်။ကင်ဆာဝေဒနာရှင်တွေကဆရာဝန်နဲ့မတိုင်ပင်ပဲဘယ်အစားအစာကိုမှမရှောင်သင့်ပါဘူး။ဓမ္မတဲ့ချင်းရှားပါပေမဲ့တချို့လူတွေကကညွတ်နဲ့ဓမ္မတဲ့တာမျိုးဖြစ်နိုင်ပါတယ်။ကိုဝင်ဆောင်နဲ့노တိုင်းမိခင်များတင်းတင်းနဲ့ပမာဏစားသုံးသင့်ပြီး တေချာချက်အောင်ချက်ပြုတ်တင်ပါတယ်တန်နီယာရှိပါကဆရာဝန်နဲ့တိုင်ပင်တင်ပါတယ်ခြုံပြောရရင်ကညွတ်ဟာအကျိုးကျေးဇူးများတဲ့ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပေမဲ့တင်းတင်းနဲ့ပမာဏစားသုံးတင်ပြီးကိုယ့်ရဲ့ခန္ဓာကိုယ်အခြေအနေကိုလည်းသတိပြုတင်ပါတယ်နာတာရှည်ယောဂါရှိသူဒါမှမဟုတ်စိုးရိမ်စရာတစ်ခုခုရှိရင်ဆရာဝန်ဒါမှမဟုတ်အာဟာရပညာရှင်နဲ့တိုင်ပင်တင်ပါတယ် ဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင် ကျွန်တော်ရဲ့ channel ကို like share and subscribe လုပ်ထားပေးဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်